မ်းမေးလေးလို့အေးတန်တန်တရမထားစားရကြာရတဲ့ကောင်သုံးမလေးလို့ပြုံးတုံးပြုံးတုံးလေးနဲ့ဖုတ်ရုံကြည့်နင်သူလဲမာသူလဲတကယ်ဆိုလူလူချင်းပဲမထူးဆန်းဘူးချစ်တဲ့ဆန္ဒလားကဲပြိုဆန်းနင်ကလေးကလာတော့တတ်ချင်မိအထူးသဖြင့်တော့ကျွန်တော်တို့လွဲဝင်တို့ ဟိုရင်တို့ချူပြုံးတော့တချင်းဟောင်းနေပြန်ဆိုးมาပေါ့တချင်းဟောင်းနေဆိုတာဟိုရင်ပေါ့ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်း45 50တော့တချင်းနေပေါ့နော်အဲ့ဒါလေးတွေကျွန်တော်လည်းတချင်းလေးတွေပြန်စုပြီးတော့ဟိုကောင်းရလေးတွေလှုပ်ပြီးတော့အဲစီစဉ်ထဲမှာကျွန်တော်ထည့်ထားပါတယ်အဲ့တော့ပြန်သတိရတာပေါ့ဗျာအဲ့တချင်းလေးတွေပြန်နားထောင်တော့အဲ့ဒါဟုတ်ကဲ့ပြန်တွေ့ရမယ်ဆိုတော့အဲ့ဒီထဲမှာလည်းကျွန်တော်နိုင်ငံခြားရောက်နေတဲ့ကျွန်တော်တငယ်ချင်းတွေရှိတယ်လေ ဒီစင်ကာပူမှာလည်းအများကြီးရှိတယ်ဘန်ကောက်မှာလည်းရှိတယ်သူတို့လည်းလာကြည့်ကြမယ်အဲ့တော့ဘာပြောပြောဒီအဲ့ဒီသချင်းလေးတွေပြန်ဆိုရင်လည်းအဲ့ဒီသချင်းလေးတွေဆိုတာကျွန်တော်ဆိုရင်လည်းသူတို့လည်းအဲ့ဒီသချင်းလေးတွေလွန်ပြီးတော့ပြန်ပြီးတော့ဟိုအသက်တွေဟိုလွန်ခဲ့တဲ့နှစ်40လောက်ပြန်ငယ်သွားတာပေါ့အဲကျွန်တော်လည်းဒီသချင်းလေးတွေပြန်ဆိုဆိုတဲ့အခါကျတော့လည်းကျွန်တော်အဲ့ဒီလွန်ခဲ့တဲ့နှစ်ပေါင်း40 45နှစ်ကဟိုအဖြစ်ပြက်လေးတွေပြန်ပြန်သတိရတာပေါ့ကျွန်တော်တို့အဲ့ဒါလေးတွေခေါင်းလေးတွေပြန်ဟိုထုတ်တော့ကောင်းတာပေါ့ဗျာဟုတ်ကဲ့ပါ မကြီးတစ်ခုမှလူတွေလူတွေရှင်းထွေးအများကြီးရှိလို့လေပွန်ပွန်ဒီတကမ်းညရင်းလာခြင်းမရအနည်းရောက်ချဲတဲ့နီးပွိုင်းအနည်းငိမ်မောကြည့်နေကြတော့မတ်မဲနဲ့တွေ့ရှိရီစားဟောင်းလေးကို Hey ပွန်ပွန်ဒီတကမ်းတဲ့အထွေလေးသင်တဲ့ Hey ကျွန်တော်ကတော့ဇုံတွဲရဟိုမမမချုံနဲ့တပုတ်ဆုံမယ် လွဲဝင်နေဆိုမဲ့လွဲဝင်မဲ့ဆိုမဲ့တခြင်းလေးကတော့ဒီဒီနေ့တိတ်ဟိုဟိုမတိုက်ပြည့်သေးဘူးခုနမတ်ချုံနဲ့ဆိုတာလေးကတော့ကျွန်တော်လွန်ခဲ့တဲ့ကျွန်တော်မြို့သမီးရှားနဲ့ဆိုခဲ့တဲ့တခြင်းလေးပေါ့1986လောက်ကဟုတ်ကဲ့86လောက်ကဆိုတဲ့ဟိုပုံကရေးတဲ့တခြင်းလေးပေါ့ဟုတ်ဟိုခမမိုက်ချစ်ကြဆိုဆိုဂျားစကားတွေမယုံနဲ့ပေါ့အဲ့တခြင်းလေးကိုအခုမတ်ချုံနဲ့ကျွန်တော်အဲ့တခြင်းလေးကိုအမှတ်တရပြန်ဆိုမှာပါအဲ့ဒါကျွန်တော်လည်းအမှတ်တရပါဒီတခြင်းလေးကိုကျွန်တော် 95 6လောက်ကဆိုထားတယ်ဆိုတော့အဲ့ဒီသင်းလေးလည်းအမှတ်တရအဲ့ဒီသင်းလေးကိုပြန်ပြီးတော့ကျွန်တော်ပြန်ဆိုရင်းဖြစ်ပါတယ်ဟုတ်ကဲ့မင်းနဲ့တို့မြောင်ချောင်းလက်ရှင်နေပြီအောင်မယ်ရေလို့တော့ပြီကျဲစကမြမြမြေပြဖက်တာတချင်းညရောအများကြီးပဲဗျာကျွန်တော်တချင်းအဓိကတော့ဗျာတချင်းဟိုဟောင်းလီဟောင်းလီပို့ပြီးတော့ ဟောင်းနေဟာလေးတွေကျွန်တော်ရွေးထားတာပေါ့ဥပမာကဟိုလေယာပြင်ဈေးပါအစ်စ်ဝယ်ပေးမယ်ပေါ့ဗျာဟိုဘုံချုပ်ဈေးဝယ်ပေးမလားလို့ဟိုတော့အဆိုတော့ကေချန်တို့ကဆိုတယ်ဒါပေမဲ့အဲ့တော့ကျွန်တော်တို့ပုံနကနေပေါ့ကျွန်တော်တို့ပြန်အချင်းလေးကိုပဲစာသားတစ်မျိုးနဲ့လေယာပြင်ဈေးပါအစ်စ်ဝယ်ပေးမယ်ဟိုကဘုံချုပ်ဈေးဝယ်ပေးမလားလေယာပြင်ဈေးပါအစ်စ်ဝယ်ပေးအဲအဲ့လိုတချင်းလေးတွေအဲ့ဒါလေးတွေအမှတ်တရလေးတွေကျွန်တော်ခုနကတော့ ွေတဲ့ထဲမှာတော့အဲ့ဒီချင်းလေးတွေပါတာပေါ့မဟုတ်ဘူးဒီမှာတော့ကျွန်တော်တို့ကဖြော်ပြခြင်းက3နာရီဆိုတော့4ရောက်ဆိုတော့ဥပမာကျွန်တော်ကတော့15ပုတ်မှန်းထားတာပေါ့ခင်ဗျာတို့15ပုတ်ကျွန်တော်15ပုတ်မန်ချူ15ပုတ်ဆိုတော့30ဆိုရင်အပုတ်60ဖြစ်နေပြီ60မှာအဲ့3နာရီဝင်မလားအဲ့ဒါလည်းကြည့်ရမယ်လေအကယ်လို့အချင်းရှိသေးရင်တော့ကျွန်တော်တချင်းဟောင်းနေရဟာလေးတွေအစင်ပြေတာလေးတွေကျွန်တော်ပြန်ထုတ်ပြီးတော့ရွေးပြီးတော့စုံမှာပေါ့ဟိုဆီယာမားတို့ဘာလို့ဆိုရင်ဒီချင်းလေးတွေလည်း ဟိုတော်တော်ရှေးကြတယ်လေ1982လောက်ကဆိုထားတဲ့ဂျင်းလေးတွေခွေလောက်ထွက်ပြလာတယ်များပါတယ်အဲ့ဆက်ွယ်များပါတယ်တော်တော်လေးများပါတယ်เนาะအဲအုံကျူးနေလဲကျွန်တော်ထုတ်ထုတ်ထားတာရှိတယ်လေဟုတ်ပါပဲကျွန်တော်ဘက်စကုတ်တရားလိုချင်မဲ့ခွေပြီးတော့နောက်အားလုံးကြော်ပြမဲ့ခွေမှာတော့ကိုနေဝင်းသချင်းလေးတွေကျွန်တော်ထည့်ထားတာရှိတယ်အားလုံးကြော်ပြမဲ့အစိတ်ရပြင်းတဲ့ပုံခုမှတော့ငုံမနေနဲ့အဲ့သချင်းလေးတွေကျွန်တော်ဟိုတော့ကအမှတ်တရလေးတွေပေါ့ဗျာအဲ့ဒါအုံကျူးလေးတွေပေါ့အဲ့ဒါလေးတွေတော့ဟုတ်ကဲ့ ဟိုတတ်နေတယ်တော့သချင်းလေးတွေပေါ့ဗျာဟိုလည်းချုပ်ရင်လည်းချုပ်လိုက်တာပေါ့များများပါတော့ပါအောင်လုပ်မယ်ဆိုရင်တော့အဲ့လိုပေါ့ဟိုဒီညှိပြီးလုပ်လိုက်ရင်တော့သချင်းများများများထွက်တာပေါ့ဟုတ်ကဲ့ အခုလည်းအခုအစီအစဉ်မှာလည်းအဲ့ဒါပါပါတယ်ပါလားမိုက်လေး၄ယောက်ကိုကျွန်တော်တို့ဆိုခဲ့တဲ့သချင်းလေးတွေကိုဒါ Patrick က arrange လုပ်ပါလိမ့်မယ်ဒါလေးအဲ့တော့၄ယောက်ပေါင်းတစ်ဆက်သေးပေါ့ကိုတော့ LBG မှာကိုသိန်းနဲ့လုပ်လို့ပေါ့နော်အဲအဲ့ဒါအဲ့ဒါမျိုးလေးတွေပေါ့အမတ်တရားလေးတွေပေါ့ဗျာဟိုလာကြည့်လို့ဟိုတင်းကောင်းအောင်လဲကျွန်တော်တို့စိတ်ကျဉ်းအောင်ပေါ့နော်ဒီအမှန်ပေါ့နောက် show လေးဖြစ်တယ်နော်နေ90ပြန်လွန်သွားအောင်ပေါ့ဗျာဟုတ်ကဲ့ပရိသတ်ကိုလည်းပြောတဲ့တိုင်လေးကျွန်တော်တို့ဒီပွဲလေးကလည်းဘာပြောပြော အစီအစဉ်ကောင်းကောင်းလေးနဲ့ဒီငွေတော့ entertainment ကလုပ်တဲ့ပွဲလေးပေါ့အဲ့ဒီပွဲလေးကအင်းအလိမ့်မှာလုပ်မယ်အဲ့ဒီအချိန်မှာဒီပွဲလေးကိုလည်းဗာပြောပြောဟိုလာရောက်ကြည့်တင်ပါလေလာရောက်အားပေးကြပါနော်ကျွန်တော်တို့အရွယ်တွေကဆိုပို့ပြီးတော့လာတင်တယ်ဘာလို့ဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း40 50ကတချင်းတွေကျွန်တော်ပြန်ဆိုမယ်ဆိုတော့ကျွန်တော်တို့လည်း90ပြန်ခဲ့ရယ်ကြည့်တဲ့လူတွေကလည်း90ပြန်ခဲ့ရယ်အဲ့တော့ငယ်ချင်းတော့အဲ့ဒီပွဲလာခဲ့လိုက်အဲ့ဒါအကောင်းဆုံးပဲဟုတ်တယ်ပါခင်ဗျာ